မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကို အေအေကပြန်ထိန်းချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြောက်ဖြူမှာအကြမ်းဖက်စစ်တပ်နဲ့အာရကတပ်တော်အေအေတို့အကြားနေရာနှစ်ခုမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ဝင်ရောက်ထိန်းချုပ်ယူထားတဲ့နေရာအချို့ကိုအေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ကထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ် ဒေသခံစစ်ရေးတရင်ရင်းမြစ်တခုကစစ်ရေးချိန်နေရကတော့ဘယ်နေရာတွေကိုပြန်သိမ်းနေအကြဆုံးဘလောက်များတယ်ဆိုတာကိုတိတိကျကျမပြောနိုင်ပေမဲ့ကိုရိုဘတ်ကအားသာချက်ရှိနေတာကိုတော့အခုတိုက်ပွဲတွေမှာစမြင်နေရပြီလို့သတင်းဌာနကပြောပါတယ်။နောက်ထပ်သတင်းရင်းမြစ်တခုကလည်းစစ်တပ်ကအေးအေးထိန်းချုပ်ထားတဲ့ရွာတွေကိုထိုးစစ်ဆင်တပ်သိမ်းတဲ့အခါလဲပေးရတာများတယ်။တချို့တိုက်ပွဲတွေဆိုရင်ယာနဲ့ချီပြီးသေးတယ်။အခုတက်ဆုတ်တဲ့အခါလဲစစ်တပ်ကထပ်ပေးရတယ်။နှစ်ထက်ကွမ်းတင်နေကြတာလို့ပြောပါတယ်။ ဆက်လက်ပြီးတောင်ငူမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား၁၀ဦးသေဆုံးပြီး အရာရှိတအူအပါဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၁၀ဦးသေဆုံးပြီးအရာရှိတအူအပါဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း KNU တပ်မဟာနှင့်တရင်ကကန်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ18ရက်နေ့နနက်3:40မိနစ်ခန့်တွင်လိတ်တူမြို့မှတောင်ငူမြို့နယ်အတွင်းဆင်းလာသောအင်အား100ကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကကွမ်းပင်အုတ်ပင်ရွာအနီးတွင်တော်လှန်ရေးတပ်ဖွဲ့များကကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးသေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒဏ်ရာရရှိသူများတဲတွင်ဗိုလ်ကြီးတအုပ်လည်းပါဝင်ကြောင်းသိရပါသည်။စစ်ခွေးစစ်ကြောင်းကအင်းအား100ကျော်နဲ့လက်တူကနေတောင်ငူမြို့နယ်ဘက်ကိုဝင်ရောက်လာတာကိုကွမ်းပင်အုတ်ပင်ရွာအနီးမှာ ဒေါ်လန်ရဲရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာတိုက်ပွဲတွင်းမှာစစ်ခွေး20ကျော်ဒဏ်ရာရတဲ့ဆယ်ကောင်ကျော်တိဆုံးနေလို့သိရတယ်ဒဏ်ရာရတဲ့သူတွေထဲမှာဗိုလ်ကြီးတစ်ကောင်လည်းပြင်းထန်ဒဏ်ရာရရှိတယ်လို့သိရတယ်ဟု KNU တပ်မဟာနှစ်တရင်ကကန်နီကြာဒေသကောက်ွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာနှစ်တရင်ကနေတရင်ချောင်းမှာဒေါ်လန်ရဲရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးကံရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ် ဆလပီအနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရဟုညိုစောပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်အာဏာသိမ်းထားသောစစ်တပ်ကအနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများ ခန်ရကြောင်းမင်းအောင်လိုင်ခန့်အပ်ထားသောဝင်ကြီးချုပ်ဆိုသူဘိုးချုပ်ဟောင်းညိုစောကပြောဆိုပါရယ်ရမန်နီနေပြည်တော်တွင်ပြုလုပ်သောစစ်ကော်မရှင်တွင်၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါရယ်လက်ရှိမိမိတို့နိုင်ငံအပေါ်အနောက်အင်အားကြီးနိုင်ငံတချို့နှင့်၎င်းတို့၏ဩစာလွှမ်းမိုးခံနိုင်ငံများအနေဖြင့်စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများမီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း လက်ရှိကာလတွင်နေဆက်ဒေတာများကိုအခြေပြု၍ဖြစ်ပေါ်လျက်ရှိသောနိုင်ငံဖြတ်ကျော်မှုကိများနှင့်နေဆက်အခြေပြုလက်နက်ကိုင်အဖွဲ့အစည်းများကကာစီနိုနှင့်အွန်လိုင်းလောင်းကစားများကိုနိုင်ငံတကာရစဝတ်အဖွဲ့များနှင့်အတူကျူးလွန်ဆောင်ရွက်နေသည့်အတွက်ထိတိယောက်ယောက်ရှင်းလင်းဆောင်ရွက်နေကြောင်း၎င်းကဆိုပါသည်စစ်တပ်က2023ခုနှစ်အောက်တိုဘာလမှစ၍2025ခုနှစ်နိုဝင်ဘာလလည်အထိနှစ်နှစ်ကျော်ကာလအတွင်းမြန်မာတို့အိမ်နီးချင်းနိုင်ငံများမှတက်စင်တရားမဝင်ရောက်လာခဲ့သည့်နိုင်ငံပေါင်း52နိုင်ငံမှာ နိုင်ငံခြားသား6800ကိုဦးကုန်အိန္ဒိယနိုင်ငံများမှတက်စင်သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းအိန္ဒိယနယ်စပ်လမ်းကြောင်းများမှတက်စင်မိမိတို့နိုင်ငံအတွင်တရားမဝင်ဝင်ရောက်လာပြီးနယ်စပ်ဒေသများတွင်အခိုင်အမာအခြေချ၍အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်လောင်ကစားအဖွဲ့များကိုလည်းအမျိုးသားရေးတာဝန်တရက်အဖြစ်အင်တိုက်အားတိုက်ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်းညိုစောကဆက်လက်ပြောဆိုပါသည် အကြံဖတ်စစ်တပ်ခန့်ညိုစောကထို့သို့ပြောဆိုတော့လေလက်တွေတွင်မြန်မာနိုင်ငံတွင်ကြားဖြတ်အွန်လိုင်းလေးလေးမှုများအမြင့်ပြတ်သွားခြင်းမရှိသေးပေပုံမကြီးထွားလာနေကအမေရိကန်ပြည်ထောင်စုကကြားဖြတ်တိုက်ဖြတ်ရင်းအထူးအဖွဲ့ဖွဲ့စည်းရသည့်အထိအခြေအနေများဖြစ်ပေါ်လာပါတယ် လက်ရှိကရင်ပြည်တိုင်းမြဝတီမြို့နယ်တွင်စစ်တပ်နှင့်လက်အောက်ခံ BGF များက KK ဘတ်နှင့်ရွှေကုတ်ကိုတွင်ကြားဖြတ်နေနေရဟုအမိတက်၍ဝင်ရောက်စီးနှင်းဖမ်းဆီးမှုတချို့လှုပ်ဆောင်နေတော်လဲ BGF ကကြားဖြတ်တရုတ်တထည်များနှင့်ရထိုက်ကုမ္ပဏီတာဝန်ရှိသူများကိုဝင်ရောက်မစီးနှင်းမီဖေးလို့ရနေရများသို့ခေါ်ထုတ်မှုများဖြစ်ပေါ်လျက်ရှိပါသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမှစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေကြားဆောင်တက်များရာဇဝတ်လုပ်ငန်းများကိုအာဏာသိမ်းစစ်တပ်အကောက်အွယ်ဖြင့်ပြန်လည်လုပ်ကိုင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအကြက်တဲများဤအဓိကတရက်ခံမှာအကြမ်းဖက်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ပါလိမ်လည်မှုများကိုနှိမ်နှင်းရန်ကြိုးစားလာတော့ကြောင်းစစ်တပ်က KK ဘက်ကဲ့သို့သောငွေကြေးလိမ်လည်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီးကရင်ပြည်နယ်ဤအခြားနေရာနှစ်ခုသို့ပြောင်းရွှေ့ကောင်း ငွေကြေးလိမ်လည်စင်တာများပြန်လည်လက်ပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကနိုဝင်ဘာလ19ရက်နေ့တွင်ထုတ်ဖော်ပြောဆိုထားပါတယ်။ဆက်လက်ပြီးမိုးကုံးနှင့်မိုးမိတ်မြို့များသို့ TNL ကစစ်ကော်မရှင်တပ်များကိုခေါ်သွင်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့စစ်ကော်မရှင်တို့အကြားအပြစ်ရဲ့ညှိနှိုင်းချက်များရယူပြီးနောက်မိုးကုံးနှင့်မိုးမိတ်မြို့များမှာ TNLA တပ်များထွက်ခွာပေးရမည်ဖြစ်ကာစစ်ကော်မရှင်တပ်များဝင်ရောက်လာမည်ဖြစ်ပါသည်စစ်ကော်မရှင်တပ်များသည်မိုးမိတ်နှင့်မိုးကုတ်တို့ဝင်ရောက်ရာတွင်တောင်းတပ်များကိုယ်တိုင်ခေါ်သွင်းပေးမည်အခြေအနေနှင့်ဝင်ရောက်ရမည်ဖြစ်ကြောင်းဒေါ်လန်ရေးတပ်ဖွဲ့များနှင့်ဤဆက်သူများထံမှသိရပါသည်မျိုးကန်လူငယ်တွေနှင့်အမျိုးသမီးအမျိုးသားတွေကိုခေါ်ပြီးတော့စာရဖစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့တွေကခေါ်ရိုက်တယ်မင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့ကတံပုံတီးတာလားဆိုပြီးခေါ်ပြီးတော့ရိုင်းနှက်တာတွေရှိတယ်မိုးကုတ်အရှိတ်ဖက်မှာစာရဖတွေရောက်နေပြီဟု မိုးကုံမြို့ကအမျိုးသမီးတအုပ်ကသတင်းဌာနကိုပြောပါရယ်နိုဝင်ဘာလကုန်တွင်တအောင်းတပ်များမြို့နယ်မြို့မှအပီးဖယ်ပေးရမည်ဖြစ်ကြောင်းသတင်းများထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်ကိုမြို့အတွင်းတအောင်းတပ်ကိုယ်တိုင်ခေါ်သွင်းမည်ဆိုသည့်အခြေအနေများကိုပါကြားသိလာရခြင်းဖြစ်ပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကဒေါ်လာရေးအင်အားစုများကိုတွေ့ဆုံရာတွင် TNL ကစစ်ကောင်မရှင်ကိုခေါ်သွင်းလာသည့်အခါနှောက်ရှက်ဟန်တာခွင့်မရှိကြောင်းထဲသွင်းပြောဆိုခဲ့သည်ဟုသိရပါရယ်ထိုချင်းနေကြောင့်ဒေါ်လန်ရေးတက်ဖွဲ့အတီးဒီကမြို့ကိုဆက်လက်ကောက်ွယ်သွားမည်ဟုထုတ်ပြန်ခဲ့တော့လေ မိဖက်ဖြစ်သည့် TNL ကနှောက်ယှက်ဟန်တာခြင်းမလုပ်ရန်ပြောဆိုထားသည့်အတွက်အချိန်နှီးမှရှုပ်ထွေးလျက်ရှိပါသည်။လက်ရှိတွင်မိုးကုတ်မြို့အတွင်းစစ်ကော်မရှင်တမအဖွဲ့ဝင်တချို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကော်မရှင်ကနိုဝင်ဘာ၂ရက်နေ့ကတည်းကမိုးကုတ်မြို့ပေါ်တွင်ဆက်ဆံရေးရုံဖွင့်လှစ်ထားခဲ့ပါသည်။ယခုလောက်ကုန်တွင်ထိုယုံမှတဆင့် TNL တပ်များဦးဆောင်မှုဖြင့်မြို့အတွင်းဝင်ရောက်မိဟုသိရပါသည်။အခြေအနေကတော့တိကျတော့မသိရသေးဘူး။ ကျွန်တော်တို့ကတော့ခုခိုးရောက်နေပြီသူတို့ချမယ်ဆိုလဲအစ်စ်အနေထားပေါ်ဟုတော်လရေးတပ်ဖွဲ့ဝင်တအုကသတင်းဌာနကိုပြောပါတယ် TNL နဲ့စစ်ကော်မရှင်တို့ဤဆက်ဆံရေးရုံးများကိုပြင်ဦးလွင်နဲ့မိုးကုတ်လမ်းမပေါ်ရှိရှမ်းလန်းစုံတွင်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းလည်းသိရပါတယ်ဆလပီပေါ့မြို့နယ်တွင်စစ်ကြောင်းထိုးနေသောစစ်တပ်ကကြေးရွာလေတော်နှင့်ဘုံခိုခြင်းများတဲတွင်မိုင်းထောင်ခဲ့၍ပြည်သူသုံးဦးမိုင်းနှိမ့်ပြီးပြင်းထန်ဒဏ်ရာရကကြေးရွာများကိုလည်းဇက်တိုက်မိရှို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မကွေးတိုင်းပေါမျိုးနယ်တွင်စစ်ကြောင်းထိုးနေသောအကြံဖက်စစ်တပ်ကကျေးရွာလေတော်နှင့်ဘုံခိုချင်းများတဲတွင်မိုင်းထောင်ခဲ့၍ပြည်သူ၃ဦးမိုင်းနှိမ့်ပြီးပြင်းထန်ဒဏ်ရာရကကျေးရွာများကိုလည်းဇက်တိုက်မိရှို့နေကြောင်းပေါမျိုးနယ်လူသားစာနာဌာနမှတာဝန်ရှိသူနှင့်ဒေသခံပြည်သူတအုပ်ကသတင်းဌာနကိုပြောကြားပါသည်။နိုဝင်ဘာလ16ရက်နေ့မှစတင်ပြီးပေါမျိုးနယ်မြောက်ပိုင်းရှိကျေးရွာများကိုအကြံဖက်စစ်တပ်ကစစ်ကြောင်းလေးကြောင်းခွဲပြီးစစ်ကြောင်းထိုးနေ၍ကျေးရွာ၄၂ရွာမှပြည်သူ၃၅၀၀ခန့်နှိစက်ရတောတောင်များတွင်စစ်ဘေးတိမ်းရှောင်နေရကော ပောက်ကပစ24လက်နက်စက်ရုံမှလည်းလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်မှုများအပြင်လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများပါလုံဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ခြေရွာများအတွင်စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ပြည်သူပိုင်းနေအိမ်ချမ်းဝဲများဘုံခိုခြင်းများနှင့်လေယာတော်သွားရလက်များတွင်နေမိုင်းများထောင်ထားခဲ့သောကြောင့်ပေါင်းမျိုးနယ်တောင်ပိုင်းရှိခြေရွာနှစ်ခုမှပြည်သူသုံးဦးမိုင်းနစ်မိပြီးခြေတောက်ပြတ်တောက်ကတရားပြင်းထန်ရရှိခဲ့ကြောင်းသိရပါတယ်။ထိုစစ်ကြောင်းသည်ယနေ့နိုဝင်ဘာ20ရက်နေ့တွင် ကြောက်တိုင်ခင်းရွာပောက်ကုန်းရွာဖလံကိုင်းရွာနဲ့ထန်းပောက်ကုန်းရွာအနီးနားရှိတော်ရဲများနေအိမ်များကိုစက်တိုက်မိရှို့နေကြောင်းနိုဝင်ဘာလ16ရက်နေ့တွင်လည်းတဲပင်ရွာမှပြည်သူပိုင်နေအိမ်6လုံးကားကိုတောင်နဲ့ဈေးဆိုင်ခန်းများကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းနိုဝင်ဘာလ18ရက်နေ့ကလည်းကြောက်ကရွာမှာကာလာရှိစစ်ပေးရှောင်များနေထိုင်သောတဲအလုံး30ကိုမိရှို့ဖျက်ဆီးသွားကြောင်းသိရပါတယ်အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းသည်ပေါ့မြွနယ်တွင်စစ်ကြောင်းထိုးလာချိန်မှစ၍လက်ရှိအချိန်ထိလမ်းပြအဖြစ်ဖမ်းဆီးလာသူပြည်သူ၂ဦးအပါအဝင် ကျေးရွာများအတွင်မှပြည်သူရှိဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ20ကျော်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။စစ်ခွေးစစ်ကြောင်းကအခုထိရှိနေသေးတဲ့ရွာတွေကိုစက်တိုက်ကိုဝင်ရောက်စီးနှင်းမိရှို့နေတာ။နောက်ပြီးစစ်ခွေးတွေကရွာတွေထဲမှာမိုင်းတွေထောင်ခဲ့လို့ပြည်သူတွေမိုင်းနှိမ်မိတာထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်။ပြည်သူတွေလည်းဆက်လက်တိမ်းရှောင်နေရတုံးပဲဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။